အလုံးမိင်္ဂလာပါရှင်ဒီနေ့တော့ဆိုရင်ပေါ့နော်ကျမဒီ positive disciplines ဆိုတဲ့အပြုသဘောဆောင်တဲ့စီကံနေမှာဘယ်ဟာလေးတွေကတော့ ပြုဒီအပြုသဘောဆောင်တဲ့စီကန်းနဲ့ပေါ့နော်အဲအပြုသဘောဆောင်တဲ့စီကန်းဆိုတာသူတို့ကိုကျမတို့နှွေးထွေးတဲ့မြတ်တာနဲ့ချင်းချင်းနာနာဆက်ဆက်နာအပြုသဘောဆောင်တဲ့စီကန်းမှာအဲအပြည့်သဘောဆောင်တဲ့စီကန်းကတော့စူတယ်ငေါ့တယ်ရိုက်တယ်ဒါအပြည့်သဘောဆောင်တဲ့စီကန်းဖြစ်တယ်ဆိုတာလေးကိုကျမဆွေးနွေးပေးခဲ့ပါတယ်အဲ့တော့အဲကျမတို့ပေါ့နော်ကျမတို့လူကြီးမိသားစုပေါ့နော်သူတွေက စုမိပြီဆိုလို့ရှိရင်အဲဒါဆိုရင်အပြည့်တော်ဆောင်တဲ့အချိန်ကိုသွားနေကြသွားနေတာပါလားပေါ့အဲငောင်းမိပြီဆိုလဲပေါ့နော်စုမိငောင်းမိအော်မိပြီဆိုရင်ဒါအပြည့်တော်ဆောင်တဲ့အချိန်ကိုသွားနေမိတာပါလားပေါ့အဲ့လိုမျိုးဖြစ်ရတာတွေရတယ်လေကျမတို့ရဲ့ဒီပေါ့နော်ဒီစိတ်ကဲ့ဒီ emotion တွေမွကျက်မှုတွေကြောင့်ဖြစ်ပေါ်လာတာကဒီလိုမျိုးမွကျက်မှုတွေစိတ်ရတာပေါ့နော်ဒီစိတ်ပီစီမှုတွေဟာ ုပ်ပုတ်ကိုအရင်ရှော့ချပြီးမှမိမိရဲ့ကလေးတွေမိရဲ့သားသမီးတွေမိရဲ့တပည့်သားမီးတွေကိုပြောဆိုဆုံးမပေးခြင်းဟာပြည့်သဘောဆောင်တဲ့စီကံနေမဟုတ်တော့ပဲနဲ့ပြည့်သဘောဆောင်တဲ့စီကံနေဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ပြုပြင်တဲ့သူကပေါ့နော်ပြုပြင်တဲ့လူချင်းမိသားစုဆရာသမားတွေဟာ emotion တွေကိုလူထင်းချုံမလို့ဆိုတာလေးရလေကိုယ်ကိုပြန်လဲသုံးသပ်မှုလေ လိုအပ်ချက်ကလေးလိုအပ်တဲ့အကြောင်းအရာလေးတခုဖြစ်နေရပါအဲ့တော့ကြတော့မိမိရဲ့ emotion ကိုထိန်းနိုင်တယ်ဆိုရင်ကိုယ့်အတွက်လည်းကောင်းတယ်ရေမိမိရဲ့ဟိုပတ်ဝန်းကျင်အတွက်ပေါ့ပေါ့နော်ပတ်ဝန်းကျင်ဆိုတဲ့နေရာမှာကျွန်တော်တို့ထူးထူးကလေးကလေးတွေအတွက်ပေါ့ပိုကောင်းပါတယ်အဲ့တော့ကြတော့ဒီလိုမျိုးပေါ့နော်မိမိဖြစ်ချင်တဲ့အကြောင်းအရာတွေခြေနေမျိုးတွေဖြစ်ပေါ်လာတော့ တော့ဘယူသဘောဆောင်တဲ့စီကံလေးတွေနဲ့အဲဆောင်ရွက်သွားကြလို့ရှိရင်ရေရှည်အတွက်ကောရေတို့အတွက်ကောကောင်းတဲ့အခြေအနေလေးတွေကိုရရှိလာစေမယ်ဆိုတာလေးကိုကျွန်မမနေ့ကဆွေးနွေးသွားခဲ့တယ်။ဒါဆိုရင်ဒီနေ့မှလည်းပဲဆက်လက်ပြီးတော့ဒီကအဲအပြူသဘောဆောင်တဲ့စီကံလေးတွေလှူဆောင်လို့ရှိရင်လူကြီးမိဘဆရာသမားတွေဖြစ်စေခြင်းတဲ့ပုံစံလေးတွေဘယ်လိုဖြစ်ပေါ်လာမလဲဆိုတာလေးကိုကျွန်မယနေ့ဆက်လက်ပြီးတော့ဆွေးနွေးပြသမှာလည်းဖြစ်ပါတယ်ရှင်။ ပါတယ်။နီလန်းမှန်မှမှန်ကန်စွာမှန်တဲ့အပြုမူတွေမှန်တဲ့တိုးတက်မှုတွေစနစ်ကြတဲ့အပြုမူတွေဒါတို့ရဲ့အဖွံ့ဖြိုးမှုတွေကမှန်ကန်မှာဖြစ်ပါတယ်။လမ်းလွဲနေလို့ရှိရင်ကျမတို့တွေလူကြီးမိဘတွေဆရာသမားတွေလိုချင်တဲ့ပုံစံတွေမရောက်ဘဲနဲ့ပေါ့နော်။ဘေးကိုရောက်သွားမှဆိုလိုပါရှင်။ဒါကြောင့်မိဘကတန်မိုးထားတယ်တန်မိုးထားတာလည်းမှန်ကန်စွာတန်မိုးထားဖို့လိုပါတယ်ရှင်။ ကြောင်းကျူးညင်ညွတ်တဲ့စီးပောင်ဆိုတာနေရာတိုင်းမှာလိုပါတယ်။ကျိုးကြောင်းညင်ညွတ်တဲ့စီးပောင်ဆိုတာလိုအပ်ပါရဲ့။အဲ့လိုပဲတန်ဖိုးထားတာကလည်းပဲကလေးကိုတက်လျော်တဲ့ပေါ့နော်။ထိုက်တဲ့တန်ဖိုးထားမှုလိုအပ်ပါရဲ့။ဒီလိုမျိုးတန်ဖိုးထားတဲ့အခါမှာမှန်ကန်မှုလိုအပ်တယ်ပေါ့နော်။ကျမတို့အပြည့်သဘောဆောင်တဲ့စီးပန်းနေနဲ့တန်ဖိုးထားမိနေပဲဆိုရင်ကလေးရတယ်တည်ကြရတယ်အဲ့ဒီတန်ဖိုးထားမှုနဲ့အညီကြင်ကြံနေတိုင်းတော့နိုင်မှာမဟုတ်ပါဘူးအပြူသဘောဆောင်တဲ့စီကန်းနေနဲ့ ကလေးကိုတန်ဖိုးထားမယ်ဆိုရင်တော့ကလေးရလည်းပဲမိဘတွေဆရာသမားတွေတန်ဖိုးထားတာနဲ့အညီပြုမှုနေထိုင်မှာဖြစ်ပါလေရှင်။ဒါကတော့ကျမတို့ဒါအပြစ်သဘောဆောင်တဲ့စီကန်းတွေရဲ့ဒါစိုးကျိုးတွေပါရှင်။နောက်ပြီးတော့ကျမတို့နောက်ဘာဖြစ်လာမလို့ဆိုရင်အဲ့လိုမျိုးတွေနဲ့မကြင်ကြံနိုင်တော့ဘူးဆိုရင်ကလေးနဲ့မိဘဆက်ဆံရေးဟာမကောင်းတော့ပါဘူး။ ဒါအင်မတန်ကိုအန္တရာယ်များတဲ့အခြေအနေဖြစ်သွားမှာပါကလေးရကိုယ့်ရဲ့မိခင်နာ မချင်းခဲ့ရတာကလေးရကိုဖခင်နာမချင်းခဲ့ရတာဆရာသမားတွေကိုကြောက်ရွံ့နေရတာဆိုလို့ရှိရင်သူတို့တွေနဲ့ကလေးဆက်ဆက်ရေးတွေကကောင်းမှာမဟုတ်တော့ပါဘူးဒါဟာအပြက်သဘောဆောင်တဲ့စီကဲနေရဲ့စူးကျူးတွေဖြစ်ပါလေရှင်အဲ့တော့ကျမတို့ဒီကအပြက်သဘောနဲ့အပြူသဘောနဲ့အပြက်သဘောစီကဲနေနှိုင်းရှင်ကြည့်လိုက်ရတဲ့အခါမှာကောင်းတဲ့အပြူမူတိုးခြင်းလို့ရှိရင် ဒီစီအတွက်ကောရေရေတို့အတွက်ကောကောင်းတဲ့အပြုမှုတို့ကြည့်ရင်ကျမတို့ပြုသဘောဆောင်တဲ့စီကံကိုဆောင်ရွက်ပေးရမှာဖြစ်တယ်။အပြည့်သဘောဆောင်တဲ့စီကံကတော့ရေတို့ရော ရေရှိရော မကောင်းပါဘူး။မကောင်းတဲ့အပြုမှုကောင်းတဲ့အပြုမှုတို့မှလည်းမဟုတ်ပါဘူးရှင်။မတင့်တဲ့အပြုမှုတွေကိုရောကြခြင်းနဲ့ရေတို့အတွက်ကောရေရှိအတွက်ကောမတင့်တဲ့အပြုမှုတွေရောကြခြင်းနဲ့ဆိုရင်ပြုသဘောဆောင်တဲ့စီကံတွေကိုပေးရပါမယ်ရှင်။အဲ ရိုက်တယ်ဆူတယ်ငေါက်တယ်ဆိုတယ်អော်တယ်ဆိုတယ်အပြည့်သဘောဆောင်တဲ့အချိန်ပေးမတင်းတဲ့အပြုတ်မှုရောတော့ရောကျသွားပါတယ်သို့တော်ညာလည်းရည်ရူလေးပါပဲရှင်ရေရှည်ကြရင်တော့မကောင်းပါဘူးရှင်ဘေးရဆူဂျူကင်းတဲ့ပြုသဘောဆောင်တဲ့အချိန်အပြည့်သဘောဆောင်တဲ့အချိန်ကဘေးရဆူဂျူတွေများပါတယ်ရှင်အဲနောက်တစ်ခုမိဘကကလေးကိုချင့်ကပ်ရဲတဲ့ပြုသဘောဆောင်တဲ့အချိန်ကအပြည့်သဘောဆောင်တဲ့အချိန်ကကြတော့မိဘကကလေးကို sorry ကလေးကမိဘကိုမချင့်ကပ်ရဲပါဘူးရှင် ဒါဆိုရင်ကလေးကမိဘကိုချင့်ကပ်ရဲအောင်ကျမတို့အပြုအပြုသဘောဆောင်တဲ့စီကန်းတွေကိုပေးရမှာဖြစ်ပါရဲ့ရှင်။နောက်မိဘကတန်ဖိုးထားတဲ့အညီသူပြုမှုကျင့်ကြံနေထိုင်တတ်တဲ့အပြုသဘောဆောင်တဲ့စီကန်းတွေကိုသူတို့ကိုတင်ပြလမ်းညွှန်မှုပေးမယ်ဆိုရင်အဲဒါဆိုအဲ့ဒါဆိုလို့ရှိရင်ကျမတို့အပြည့်သဘောဆောင်တဲ့စီကန်းတွေပေးမယ်ဆိုရင်တော့မိဘတန်ဖိုးထားတာတွေကိုသူတို့တွေအဲ့ဒီကလိုမျိုးမိဘတန်ဖိုးထားမှုနဲ့အညီကျင့်ကြံနေထိုင်မှုတွေရှိနိုင်မှာမဟုတ်ပါဘူးရှင်။ ဒါဆိုရင်ကျမတို့ကလေးနဲ့မိဘဆက်ဆံရေးကောင်းကျင်သလားကောင်းကျင်ကျမတို့အပြုသဘောဆောင်တဲ့အချိန်နေပေးပါမယ်ကလေးနဲ့မိဘဆက်ဆံရေးမကောင်းကျင်ဘူးလားဒါဆိုရင်ကျမတို့အပြည့်သဘောဆောင်တဲ့အချိန်နေပေးပါမယ်ဒါဆိုကြည့်ရှုနေတဲ့လူချင်းမင်းတို့ဘယ်လိုမျိုးစီဘယ်လိုမျိုးအခြေအနေတွေကိုရွေးချယ်ကြမလဲရှင်တည်ကြပါရဲကျမယုံကြည်ပါတယ် အပြုသဘောဆောင်တဲ့စီကံတွေ positive discipline ကိုပဲရွေးချယ်ကြမှာဖြစ်ပါတယ်။အဲ့တော့ positive discipline ကိုတော့မိမိတို့နှစ်သက်တယ်ဆိုရင်ဟုတ်ပြီဘလို့အချိန်နေလို့ရဆောင်ရရမလို့ဘလို့လေးတွေပြုမှုရမလို့ဆိုတာလည်းအရေးကြီးသွားပါတယ်ရှင်။ဒါဆိုရင်ကျွန်တော်ဆက်ဆွေးနွေးပေးပါမယ်။ကဲဒါဆိုရင်မိဘကပေါ့နော်လူကြီးမိဘရဲ့ဆရာသမားတွေကကလေးတွေကိုဒီလိုပုံစံလေးတွေကူညီပေးရမယ်။သူတို့ကိုကူညီထောက်ပံ့မှုတွေပေးရပါမယ်။ဒါမှလည်းသူတို့တွေကဒါသူတို့ရဲ့ လိုအပ်ချက်တွေသူတို့မှာလိုအင်တွေကိုဖြစ်ပေးရကြောက်ပါပါသူတို့အတွက်လိုအပ်နေရာတွေကိုကူညီထောက်ပံ့မှုတွေပေးရပါမယ်တဲ့အားပေးမှုတွေလုပ်ရမယ်သူတို့ကိုအားပေးရမယ်အားပေးမှုတွေနဲ့အတူကျမတို့ကသူတို့ရဲ့အပြုမူကောင်းတွေဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်နောက်တစ်ခါယုံကြည်မှုရှိရမယ်အဲ့အရင်ကြီးကြီးရမယ်ဒုတိယကိုယုံကြည်မှုပေးလိုက်တဲ့အခါမှာသူကဒီယုံကြည်မှုဟောမှုတီးပြီးတော့သူ့ရဲ့လုံဆောင်ချက်တည်းကမှန်ကန်သွားတယ်။ကျမတို့အလုပ်ပင်မှာရောမိမိအိမ်မှာရောနေရာတိုင်းမှာရော ဒါကြောင့်ကလေးပေါ်ယုံကြည်မှုပေးရမယ်။အဲယုံကြည်မှုနဲ့အတူသူပြုတ်မှုနေထိုင်ကြမယ်။ကိုယ့်ရဲ့မိဘကကိုယ့်ရဲ့ဆရာသမားမှယုံကြည်လို့သူ့ကိုဒါယုံကြည်မှုတွေပေးနေတဲ့အခါမှာလှုပ်ဆောင်တဲ့အတိုင်းလှုပ်တိုင်းလေးကိုလည်းဆရာသမားတွေကြည်နက်အောင်မိဘတွေကြည်နက်အောင်လှုပ်ဆောင်လာမှာဖြစ်ပါတယ်။ဒါကြောင့်ကလေးတွေပေါ်ယုံကြည်မှုပေးရပါမယ်လေရှင်။ ဒါတကူကကြတော့ပါဝင်ဆောင်ရွက်မှုတွေအဓိကဆက်သွယ်ဆောင်ရွက်မှုတွေသူတို့နဲ့အတူတူပေါ့နော်လုံဆောင်မှုတွေဒါတွေကလည်းအရေးကြီးပါတယ်ကလေးတွေကိုပါဝင်ဆောင်ရွက်ခွင့်နေပေးရမယ်။အဲမိဘလုံမိဘလုံနေတဲ့အလုပ်ထဲမှာသူနိုင်တဲ့လောက်ကလေးကိုကလေးနဲ့လျော်ညီတဲ့လုပ်ငန်းလေးတွေကိုလုံဆောင်ခွင့်ပေးရမယ်။အဲ့လိုနည်းနဲ့မှသူတို့ကပါဝင်လုံဆောင်ရတယ်ဆိုတဲ့သူတို့ကိုသူတို့ပေါ့နော်ယုံကြည်မှုတွေတိုးလာပြီးတော့သူတို့ကိုသူတို့လုံနိုင်တယ်ဆိုတဲ့ I can do it ဆိုတဲ့ I can do it ဆိုတဲ့အဲ့လိုမျိုးပေါ့နော် စွန့်ဤတတိပြည်နေတဲ့ကလေးတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့အောင်မြင်မှုကိုချီးကျူးပေးရမယ်တဲ့။အဲ့ဒါလည်းအရေးကြီးပါတယ်။ဒီလိုမျိုးအောင်မြင်မှုတွေကိုတို့ကိုချီးကျူးပေးခြင်းအဖြစ်ပေါ့နော်။ထပ်ထပ်ပြီးတော့ဒီလိုအောင်မြင်မှုတွေရရှိအောင်တို့တွေပြုမှုလေးထိုင်လာမှာဖြစ်ပါတယ်။နောက်ပြီးတော့အောင်မြင်မှုကိုလည်းလမ်းပြအောင်မြင်မှုရအောင်လည်းလမ်းပြပေးတဲ့သူတွေလည်းဖြစ်ရပါမယ်လေရှင်။ဆရာသမားတွေမိဘတွေလူကြီးမိဘတွေကကလေးတွေကို အောင်မြင်မှုရအောင်ဘယ်လိုလုပ်ဆောင်ရမလို့ဆိုတာကိုရမ်းပြပေးရပါမယ်တဲ့နောက်တစ်ခုကကျတော့ healthy living sorry ကျန်းမာရေးနဲ့လူနေမှုစနစ်ကျန်းမာသောလူနေမှုစနစ်ပေါ့နော် healthy lifestyle တွေအရေးကြီးပါတယ်အဲ့လိုမျိုးပေါ့နော်ဒီကလိုမျိုးကျန်းမာတဲ့လူနေမှုစနစ်ဖြစ်ဖို့အဲစားစာကိုလည်းသူကပေါ့နော်အာဟာရပြည့်ဝတဲ့အစားအစာစားရမယ်အဲအိတ်ဆက်ချိန် EB အိတ်ချိန်ပြည့်ပြည့်ဝအေးရမယ်နောက်တစ်ခါကိုလည်းလုံရှားလေ့ကျင့်ခန်းတွေလုပ်ရမယ် စသည်ဖြင့်ပေါ့နော်ကျမ်းမာရေးနဲ့ကျမ်းမာတဲ့ပုံစံမျိုးဖြစ်အောင်လူနေမှုစနစ်တွေဖြစ်နေရမယ်အဲ့မှာလည်းပဲကျွန်တော်ဒီမှာအေးရေးဝါဝအေးဖို့ဆိုတာလည်းအရေးကြီးတဲ့ချက်ထဲမှာပါတယ်အေးရေးမဝလို့ရှိရင်ဘာတွေဖြစ်နိုင်မလို့ဆိုလို့တဖြည်းဖြည်းနဲ့အေးရေးမဝရင်တကယ်ကိုပဲဒီအေးရေးမဝခြင်းဆိုတဲ့ကျမ်းမာရေးပေါ်မှာကိုမူတည်ပြီးတော့ပေါ့နော် mental illness ဆိုရဲပေါ့နော်စိတ်ကျန်းမာရေးတွေထိဖို့ပဲသွားပေါ့နော်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလိုအပ်ချက်တွေရှိတဲ့အဆင့်တွေကိုရောက်သွားစေနိုင်ပါတယ်ဒါကြောင့် အေးရေကိုလည်းဝါဝါအေးရေဝါကိုလည်းလိုအပ်တယ်။ကျန်းမာတဲ့စားစာတွေစားသောက်ဖို့လိုအပ်တယ်။ဘေးကင်းတဲ့မုံပဲတရေစာတွေဖြစ်ဖို့လိုအပ်တယ်။သူနောက်တကဒီလိုမျိုးကျန်းမာတဲ့လူနေမှုစနစ်ဖြစ်လာလက်ချင်ငန်းပေါ့နော်လက်ချင်ငန်းတွေလုပ်ဖို့လိုအပ်တယ်။ဒါမျိုးတွေရတဲ့အမိဘတွေဆရာသမားတွေကနေကုညီလန်းညွန်ပြီးတော့ဒီလိုမျိုးလေးတွေဆောင်ရွက်ရင်းနဲ့ပေါ့နော်ကျမတို့ healthy lifestyle လေးတွေဖြစ်အောင်တို့ကိုတင်ပြလန်းညွန်ပေးကြရမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့ နားထောင်ရမယ်ကလေးပြောလာတဲ့စကားလုံးတွေကိုနားထောင်ရမယ်စိတ်စီစီနားထောင်ရမယ်ဟေးအလုတ်ကပြင်းမှန်းလာတာဟိုလုံးစရာတွေကအများကြီးပဲနေလို့နေလို့နားမပြောနားမပြောဟေးအဲ့လိုမျိုးတွေလို့လို့ရှိရင်ကလေးမှာစိတ်ပိုင်းဆိုင်ရာခံစားသွားမှာပါကလေးပြောလာတဲ့စကားလုံးတွေကိုတိတိချာချာနားထောင်ပေးရမယ်သူတို့ကိုစိတ်ဝင်စားနားထောင်ပေးရမယ်သူတို့စိတ်ဝင်စားနားထောင်နေကြအောင်လေလူကြီးမိဘဆရာသမားသူတို့ကိုပေါ့နော်ဒါအပြုအမူတစ်ခုနဲ့ဟိုပဲသူ့ရဲ့ ပေါ့နော်သူ့ရဲ့မျက်လုံးကိုပဲသူပြောနေတဲ့မျက်လုံးလေးကိုမျက်လုံးချင်းစုံကြည့်ရင်းနဲ့ဒီလိုမျိုးသူပြောနေတာကိုစိတ်ဝင်စားနားထောင်နေပါတယ်ဆိုတဲ့အသည့်ကလေးရဲ့စိတ်ထဲမှာရရှိသွားအောင်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့ရှင်းပြရမယ်။အဲသူတို့မတင်တဲ့အပြုမူကိုပြုမူလိုက်တာပဲဖြစ်ဖြစ်ကောင်းတဲ့အပြုမူကိုပြုမူလာတာပဲဖြစ်ဖြစ်သူတို့ကိုရှင်းပြရမယ်။ဒီဟာကတော့ဒီလိုဒီလိုလေးဆောင်ရွက်တာဖြစ်တဲ့အတွက်ဒီလိုလုပ်တာကောင်းနေ။ဒီဟာကတော့ဒါဒါအန္တရာယ်များတယ်မတင်တော်ဘူးမလုပ်တင်ဘူးလားကြိုးကြောင်းညီတဲ့ Yes သူတို့တင်ပြလမ်းညွှန်မှုတွေရှိရမှာပါ။အဲနောက်တစ်ခုကကြားရလေ။เออตรุโหมิมิဖြစ်စေခြင်းတာ၄ပေါ့เนาะဒါလုံးဆောင်ရမယ့်ဟာယူသူတို့လည်းနှစ်ယောက်သဘောတူထားပြီးတော့มาပေါ့เนาะအဲဒီလိုမျိုးတွေလုံးဆောင်ရင်ပူကောင်းနေဆိုတာတည်တည်ချာချာလေးပြောပြထားဖို့လည်းလိုအပ်ပါတယ်ရှင် နောက်တစ်ခုကကြတော့စီးမြင့်တွေကိုအားဖြစ်ပေးတယ်အဲ့ဒီမှာလဲစီးမြင့်တွေစီကန်းနေချတဲ့အခါမှာမိမိကချတဲ့စီကန်းမဟုတ်ဖ ೇನೆ ပေါ့နော်လူကြီးတွေဆရာသမားတွေစီကန်းချတာမဟုတ်ပဲねကလေးတွေကိုယ်တိုင်သူတို့ကိုစီကန်းချတဲ့အထဲမှာပါဝင်စီဖို့လိုပါတယ်ကျမရှေ့ပိုင်းမှာစွန့်နေတဲ့ဘူးမှာပါအဲကျွန်တော်တို့စီကန်းနေချတဲ့အခါမှာအိမ်စီကန်းပဲဖြစ်ဖြစ်ကျောင်းစီကန်းပဲဖြစ်ဖြစ်ကလေးတွေနဲ့အတူတူအချက်လက်တွေတတ်မှတ်ခြင်းအပူပြီးတော့အောင်မြင်တဲ့စီကန်းတွေဖြစ်စေတယ်ဆိုတာလေးကိုကျမဆွေးနွေးပေးခဲ့ဘူးပါတယ် ဲ့တော့ကြတော့ဘူးလဲဒီတိုင်းပဲအိမ်မှာဆိုလို့ရှိရင်စီကန်းချတယ်ဆိုစီကန်းချအိမ်အတွက်အိမ်အိမ်အိမ်မှာဆိုရင်အိမ်စီကန်းချမှာရှိမှာပေါ့နော်ကျောင်းမှာကျောင်းစီကန်းရှိရယ်လမ်းမှာလမ်းစီကန်းရှိတယ်လို့ပဲအိမ်မှာဆိုရင်အိမ်စီချစီကန်းတွေတတ်မှတ်တဲ့အခါမှာလည်းသူတို့ကပါပါဝင်ပြီးတော့စဉ်းစားတွေးခေါ်စီခြင်းအဖြစ်ပေါ့နော်ဒါပို့ပြီးတော့အားပြည့်တဲ့ဒီစီကန်းတွေဖြစ်လာအောင်ဒါအပြုအမူတွေဖြစ်လာအောင် အဲသူတို့ကလေးနဲ့အတူပေါ့နော်ဆောင်ရွက်ကြရမယ်ဆိုတာလေးကိုကျွန်မဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်စီးမြင့်တွေကိုလည်းအဖြစ်ပေးတဲ့သူတွေဖြစ်အောင်ဥဆောင်ပြီးတော့ပေါ့နော်လူချင်းမိဘဆရာသမားတွေကဥဆောင်ပြီးတော့ကလေးနဲ့အတူဆောင်ရွက်ခြင်းဟာပို့ပြီးတော့ကောင်းမွန်ပါလေရှင်။နောက်တစ်ခုကကြတော့ကျွန်မတို့စိတ်ရှည်ရမယ်တဲ့။ကလေးပေါ့ကိုစိတ်ရှည်ရပါမယ်။အဲအဲ့မှာပေါ့နော်ကျွန်မတို့တင်ပြလမ်းညွှန်ပေးမဲ့သူကမိမိရဲ့စိတ်ခံစားချက်တွေများနေတယ်ဆိုလို့ရှိရင် အဲ့ဒီစိတ်ခံစားချက်ကိုအရင်ဆုံး relax ဖြစ်အောင်ရှော့ချလိုက်ပါဦး relax ဖြစ်အောင်ရှော့ချတဲ့နည်းလမ်းတွေအများကြီးရှိတယ်ဂီတတစ်ခုကိုနားထောင်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် meditation ဆိုတဲ့တရားမှတ်လိုက်တာပဲဖြစ်ဖြစ်ဝင်လေထွက်လေကိုရှုလိုက်တာပဲဖြစ်ဖြစ်မိမိကြိတ်တဲ့တခြင်းနဲ့ပေါ့နော်တီလုံးလေးတွေနဲ့ကခုန်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုး module ကိုချော့ချပြီးပြီဆိုတော့မှကလေးကိုပြောဆိုစိတ်ရှိရှိနဲ့ပေါ့နော်ပြောဆိုဆက်ဆံမှာအဲ့လိုကျွန်တော်တို့ဆုံးမပြုတ်ပြင်ပေးနေမဲ့တင်ပြလမ်းညွှန်ပေးနေမဲ့သူတွေက စိစိတ်ခံစားချက်တွေနဲ့လှုပ်ဆောင်နေမယ်ဆိုရင် ကလေးပေါ်ရိုက်ခတ်သွားတဲ့အခါမှာကျမတို့မလျော်ညီတဲ့ဟိုဟာအပြုအမူတွေဖြစ်လာမှာစိုးရိမ်ရပါတယ်။ဒါကြောင့်ဆုံးမမဲ့သူတွေရကိုပဲပေါ့နော်။မူတည်မပါဘဲနဲ့ဝယ် emotion တွေမပါဘဲနဲ့ပေါ့နော်။စိတ်ရှည်ရှည်နဲ့သူတို့ကိုပြောဆိုတင်ပြလမ်းညွှန်ပေးရမှာဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ကျမတို့စုပေးတာ ိုက်စုပေးတာလည်းရေးကြီးပါတယ်ကလေးငယ်စင်မှာတော့စုကိုများများပေးပြီးတော့သုံးတယ်တပီးပီးနဲ့ပြီးရင်ဒီစုတွေကိုရှော့ချသွားတယ်အဲစတီကာတွေစားတွေကနေမှတပီးပီးနဲ့သူတို့ကိုရှော့ချသွားမယ်သူတို့ရဲ့ intrinsic motivation ဖြစ်အောင်ဟိုကျွန်တော်ဒီကစုပေးရစနစ်ကိုတုံးတာကိုအဲ့တော့သူတို့ရဲ့ခန္ဓာကိုယ်ရဲ့ကိုလာတဲ့စိတ်စော်မှုဖြစ်သွားပြီဆိုရင်ဒီစုတွေဟာသူတို့အတွက်ဒါမလို့အများကြီးပေးစရာမလိုတော့ဘူးပေါ့ ဘယ်သို့တော်냐လဲအရွယ်နဲ့ညီတဲ့ kait ညီတဲ့စုဖြစ်ရပါမယ်တဲ့အဲ့ဒါလေးလည်းရေးကြည့်ပါလေရှင်အရွယ်နဲ့ kait ညီတဲ့စုမျိုးဖြစ်ရမယ်အဲ့ဒီမှာဟိုနှုတ်အားဖြင့်ချီကျူးပေးခြင်းအတိမတ်ပြုပေးခြင်းအားလည်းစုပေးခြင်းဖြစ်ပါတယ်ကလေးငယ်တုန်းကငယ်စဉ်မှာကခုနစတီကာတွေ star တွေနဲ့ပေါ့နော်သူတို့ဒါစုပေးတဲ့ reinforcer ကိုလှောက်ထားဖို့စုပေးတဲ့စနစ်လှောက်ထားကြည့်လာတဲ့အခါမှာတော့သူတို့ချီကျူးပေးခြင်းတွေအတိမတ်ပြုပေးခြင်းတွေနဲ့ပေါ့နော်ဒီလိုမျိုးလှူဆောင်ပေးခြင်းရတယ် ကောင်းမွန်တဲ့အပြုအမူကိုတိုးလာစေတယ်ဆိုတာလေးကိုကျွန်မရင်းနှီးဆွေးနွေးပေးသွားရင်ဖြစ်ပါတယ်။အဲ့တော့ကျွန်မရင်းနှီးဆွေးနွေးချက်တွေထဲမှာဆိုရင်ကောင်းတဲ့အပြုအမူတွေဖြစ်ပေါ်လာအဲအပြုသဘောဆောင်တဲ့စီကဲတွေရှိတယ်။ဒါဆိုကောင်းတဲ့အပြုအမူတွေဖြစ်ပေါ်လာမှာပေါ့။အပြည့်သဘောဆောင်တဲ့စီကဲတွေအပြည့်သဘောဆောင်တဲ့စီကဲနေတာပေးနိုင်မယ်ဆိုရင်ဒါဆိုရင်ကျမတို့မကောင်းတဲ့အပြုအမူတွေတိုးလာမယ်ရေတိုးတွေလည်းမကောင်းဘူးရေရှည်တွေလည်းမကောင်းဘူးပေါ့ရှင်အဲ့တော့ကျမတို့ ျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေကိုလူကြီးမိဘဆရာသမားတွေအားနေပြီးတော့အပြုသဘောဆောင်တဲ့စီကဲနေတဲ့ဒူးကောင်းတဲ့အပြုမူတွေကောင်းတဲ့လေးထတွေကောင်းတဲ့အမူအကျင့်တွေကောင်းတဲ့အတွေးခေါ်တွေရရှိလာအောင်အပြုသဘောဆောင်တဲ့စီကဲနေနဲ့တင်ပြလမ်းညွှန်ပေးသွားကြရအောင်ပါတို့ကျမအနေနဲ့ဆွေးနွေးပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ကွင်းပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်